အာမကြခင်ပေါ့ကိုစီကိုရောက်လာတော့မယ် university ကနေပြီးတော့မကြခင်ကိုစီကိုရောက်လာတော့မယ်အရာကဗာလိဖြစ်မလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ file number 1 file number 2 file number 3နော်အဲ့ဖိုင်လေးတွေရေးတဲ့အခါမှာကိုယ့်ရဲ့စိတ်แท้ပေါ့နော်မအရေးကျင်ဆုံး ဖြစ်လာတယ်ပထမအဦးဆုံးဖြစ်လာတဲ့ဖိုင်လေးနော်ဒါကကြရင်တချို့တွေကအမြင်အာရုံထဲမှာ link link လက်ကနေဖြစ်သွားတယ်ဒါကကြရင်အမြင်အာရုံထဲမှာလည်းဖြစ်တယ်စိတ်ထဲမှာလည်းဖြစ်တယ်ရွေးချယ်တဲ့နောက်ကမတူနေဘူးအဘယ်ဟာပထမဆုံးဖြစ်လဲပထမဆုံးကိုကြည်လိုက်မိတယ်ပထမဆုံးစာပြီးခန်းစားလိုက်မိတယ်ပထမဆုံးရွေးကျင်တာဖြစ်လာတဲ့ဖိုင်လို့ရွေးရမှာဖြစ်ပါတယ်เนาะအဲ့တော့လှလို့ရွေးတာကြောက်ကလေးကိုကြိုက်လို့ရွေးတာအဲ့လိုမျိုးမဟုတ်ဘူးเนาะအဲ့ဆိုမျိုးဖိုင်လေးစာပြီးလေးနဲ့ကြပါမယ်เนาะ

ဦးလေးတွေအတွက်မကြခင်မှာ universe ရာဘယ်လိုအရာတွေလက်ခံရရှိမလဲဘယ်လိုအရာတွေကိုတွေးမြင်ရမလဲပေါ့နော်โอเคအဲ့တော့နံပါတ်1ပေါ့เนาะအမေ3မျိုးလောက်ပြောမယ်အဲတချို့အခြေအနေမှာမြင်9မျိုးလည်းဖြစ်ချင်းပြသွားမယ်ပေါ့เนาะ3မျိုးကနံပါတ်1ကဘာရလဲဆိုတော့ ်တချရိုက် energy ကပုံမှန်ကြည့်လိုက်ပေါ့နော်အာတချ message အရာဆိုတော့အာ short journey လေးဒါမှမဟုတ်ရနောက်တစ်ခုကရေချားမြေချားနိုင်ငံရဲ့အခြားအနေဒီလိုအစီပွားရေးကုန်ကူးရတယ်ပါပစ္စည်းတွေမှားထားတယ်ပေါ့ရေချားမြေချားနိုင်ငံရဲ့ခြားမှာမဟုတ်ဘူးကိုပစ္စည်းတွေပိုင်းမှားထားတယ်ဆိုပစ္စည်းတွေပိုင်းရောက်လာတာမျိုးပေါ့နော်ပစ္စည်းတွေဝယ်ထားတယ်လည်းရောက်လာတယ်ပေါ့အဲ့လိုမျိုးတစ်ခုရယ် okay အရေးကြီးတော့ဘာလဲဆိုတော့နံပါတ်1ကိုယ့်ရဲ့ will power အားပေါ့နော် မြင့်နေမယ်အဲကိုကစန္ဒာတိပတိအတိုင်းပဲစန္ဒာရှိတဲ့အရာကိုအကြောင်းတရားတွေဖြည့်မယ်နော်ရအောင် action ယူမယ်အဲအဲ့လိုဟာလေးမြင်ရတယ်နော်နောက်တစ်ခုကခရီးတို့ထွက်ရတာဖြစ်နိုင်တယ်အရောင်းဝယ်လုပ်ထားတာတွေအဲရောက်လာတတ်တယ်ပေါ့နော် delivery ပေါ့နော်အဲကာဂိုတို့ delivery တို့အဲ့အနေပဲပစ္စည်းတွေပို့လာတာလို့နော်အဲ့လိုမျိုးတွေရတယ် good news တင်းကောင်းတစ်ခုကြားရမယ်ပေါ့เนาะအဲနောက်တစ်ခုကကိုယ့်ရဲ့ဘဝလက်တွဲပေါ့အာ နောက်တစ်ခုอ่ะဘဝလက်တက်ပေါ်နဲ့ဆက်ဆက်တာပဲဖြစ်ဖြစ်အာဆက်ဆက်တဲ့ဘဝလက်တက်ပေါ်နဲ့ဆက်ဆက်တဲ့တည်င်းကောင်းမဲ့ဖြစ်ဖြစ်နောက်တစ်ခုอ่ะကိုနဲ့ soul mates ပေါ့နော်အော်ဆုံးမိတ်စာ1500 case မှာမဟုတ်ဘူးအာရေရှည်မှာရေရှည်လုပ်ငန်းတွေမှာလည်းအဲ့လိုမျိုးဘလို့ပဲခြေနေရှိရှိပေါ့နော်ဘလို့ပဲဖြစ်ရတည်ဖြစ်ဖြစ်ကိုယ့်ဘက်ကလည်းအများကြီးရက်တည်မဲ့သူမျိုးအဲသူတို့တွေသူတို့တွေနဲ့စုံတာတွေ့တာမျိုးနော် အဲ့လိုမျိုးနဲ့တွေ့ရတယ်ပေါ့နော်။ Okay အမေပြန်ချုပ်ပြီးတော့ပြောမယ်ဆို၅မျိုးလောက်တော့ရှိတယ်ဒီဖန်နံပါတ်1လေးကမကြခင်အဲ University ကနေပြီးတော့ကို University ကအခုတော့မပြသေးဘူး။ဒါပေမဲ့လည်းမမြင်ရသေးဘူးပေါ့နော်။ကိုစီတိုက်ရိုက်ကြီးမရောက်လာသေးဘူး။ဒါပေမဲ့လည်းမကြခင်ရောက်လာတော့မယ့်အရာပါလဲဆိုရင်နံပါတ်1ကိုကိုရဲ့ဆန် will power အားပေါ့နော်။ကို intuition ကောင်းကောင်းနဲ့တကယ်ဖြစ်ချင်လို့ desires ပေါ့ဖြစ်ချင်လို့ design မမတ်ရအောင် action တွေယူတယ်အဲ့လိုမျိုး ဖြစ်လာမယ်အကောင့်တွေပေါ်လာမယ်အရာတစ်ခုနောက်တစ်ခုကခရီးတို့လေးသွားတာရေချမြစ်ချနိုင်ငံရဲ့ချာဒါမှမဟုတ်လည်းပြတနေရာနေရာပေါ့နော်ပစ္စည်းဝယ်ထားတာအယောင်းဝယ်ပေါ့နော်အဲ့လိုမျိုးအားလည်းပတ်သက်ပြီးတော့ပစ္စည်းရောက်လာတာကိုယ်စီရောက်လာတာနော်အဲ့လိုမျိုးလေးနံပါတ်3ကခရီးတို့လေးထွက်ရတာမျိုးပေါ့နော်နောက်တစ်ခုက good news ပေါ့ကောင်းတဲ့သတင်းတစ်ခုကြားရမယ်ကောင်းတဲ့သတင်းကိုကြားရမယ်ဒါလည်းအော်ခီးသွားလို့နိုင်ငံခြား ီချာမြေချနိုင်ငံရဲ့ဈာအားနဲ့တော့ဆိုင်တော့ဆိုင်နေပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့အဲ1500ပေါ့နော်ကိုသဘောကျနှစ်တက်တဲ့သူအဲနဲ့ဆက်ဆက်တဲ့တင်းကောင်းတွေကြားရတာမျိုးဖြစ်တတ်တယ်အဲ့လောက်ကကိုယ့်ရဲ့ soul mate တွေနဲ့မကြခင်မှာဆုံရမှာမျိုးအတွေ့တတ်တယ်နောက်တစ်ခုကကို life မှာ self love ပေါ့နော်ကိုကိုကိုနေ့စဉ်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေမှာတိုးတက်ကောင်းမှုပြောင်းပြောင်းလဲလာအောင်ကိုတက်နိုင်သလောက်လေးကိုကိုကိုဟော အကိုဒါကိုဖြစ်အောင်လုပ်မယ်ဆိုရင်လုပ်ရမယ့်ချိန်မှာမဖြစ်ဖြစ်အောင်အာလုပ်ကိုလုပ်တာ action ယူတာဥမာတရားထိုင်မယ်လို့ယူရထားရဲဆိုရင် okay 5မိနစ်ပဲရရကွာ10မိနစ်ပဲရရရအောင်ထိုင်အောင်ထိုင်မယ်ယောဂဆော့မယ်လို့အဲဟိုဖြစ်ထားရဲဆိုရင်တင်းနှန်းကိုတင်းနှန်းသွားရလဲဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ကိုယ်တိုင်ဆော့ရလဲဖြစ်ရင်ဖြစ်မယ်ရအောင်လုပ်မယ်15မိနစ်တန်နေနိုင်ကွာတန်နေနော်လို့မျိုးရအောင်လုပ်မယ် အဲ့လိုမျိုးကိုကိုကိုရဲ့ personal growth အတွက်ပေါ့နော်ကိုရဲ့ self love အတွက်ကိုကိုကိုအချိန်ပေးတာမျိုးနော်ကိုကိုကအချိန်ပေးတာမျိုးအဲ့လိုမျိုးလေးတွေတက်ပြောင်းလဲလာဖို့ရှိရပေါ့နော် Okay so point number 1နဲ့အမီဒီညမှာပဲအဆုံးတက်ပြရစီအဆုံးဒီအချိန်ပေးပြီး energy ပေးပြီးကြည်ပေးတဲ့တူတူတရားဆိုင်ကိုကျေးဇူးများအတင်ပါတယ်အာ လူတို့ရှိမှာပေါ့နော် personal reading အတွက်ပေါ့နော်ကိုတိကျတဲ့မိကွန်လေးတွေအတွက်မိကွန်တစ်ခုလည်းမိတာပဲဖြစ်ဖြစ်ပေါ့နော် package တွေတစ်ခုလုံးဝယ်ယူတာပဲဖြစ်ဖြစ်အဲဒါမှမဟုတ်လဲလာစင်လာစင်ပေါ့နော်အမျိုးရှိမှာဖတ်ပြီးပို့ပေးလေးရှိရဲ့ general reading ဆိုနော် self improvement reading လို့ his or her feelings towards me readings ပေါ့နော်အဲ့လို package ကြီးတွေကို6လစာ ဖြစ်ဖြစ်တနည်းစာဖြစ်ဖြစ်ဝယ်ယူချင်တာပဲဖြစ်ဖြစ်အဲ့တော့ဆိုမှလာရောက်မြင်မြန်ဆုံးသံလို့ရပါတယ်။အဲနောက်တစ်ခုကတော့ Terror ပညာရေးနဲ့ပတ်သက်ပြီးတော့အဆုံညွန်စားတဲ့သူတွေအတွက်ပေါ့နော်။အကွာ Terror ဒီလိုကတ်ကလေးတွေဖတ်ခြင်းနဲ့ကတ်ကလေးတွေဖတ်ပြီးတော့အကိုယ့်ရဲ့ပုံမှန်ကြီးရရှိတဲ့သူတွေကိုဟောပြောပေးခြင်းနဲ့ကိုယ့်ကိုယ်လည်း value added ပေါ့နော်။ကိုဒီထက်ကတ်ကလေးတွေကိုအခြေခံလေးလာပြီးရင်ထပ်ပြီးတော့အဆင်းမြင့်ပိုင်းနေသွားမယ်။ အာနှက်ခတ်ပိုင်းနေသွားမယ်ပေါ့နော်အဲ numerology ဘာကိန်းကဏ္ဍနေလဲဆက်ဆက်တဲ့ပိုင်းနေသွားမယ်အာ psychic reading နေဖတ်ခြင်းနေမှာ coffee reading နေပေါ့နော်အဲ့လိုမျိုးချိန်ဆက်ပြီးဖတ်ခြင်းတာမျိုးနော်အာနောက်တစ်ခုကကြာမို့ဘူးဟင်းနေပိုင်းတော့သွားမှာမျိုးဆိုရင်လဲအာဒီဟင်းနေပိုင်းနဲ့ဆက်ဆက်တာမျိုးတွေပေါ့နော်တင်းနဲ့တက် menu science တို့ hypnosis တို့ဒီလို science ပိုင်းနေသွားခြင်းတာမျိုးပေါ့နော်ဆိုကြနာ အကိုကတခြားသူကိုဟောပြောပြနေမှုဆိုတာကိုကိုကိုမှဒီ value added ပေါ့နော်ထပ်ပြီးတော့တန်မိုးတွေထပ်ဖြည့်มาမျိုးပေါ့နော်အဲ့လိုမျိုးတွေလုပ်ချင်တယ်အဲ့တော့အဲ့ဒီအရာတိုင်းရဲ့အလုံးအခြေခံကလည်းကိုကဒီလို terror cut ကလေးလိုစပြီးဖတ်တတ်ချင်တာမျိုးအဲ့အဲ့လိုမျိုးဆိုရင်တော့အမေရှိမှာ terror ပညာရဲ့နဲ့ပတ်သက်ပြီးတော့ video class တွေ ready ပြင်ပေးထားတာမျိုးရှိပါတယ် online video class တွေပေါ့နော် telegram group လေးပါအဲ့တော့ဒီလိုမျိုးလေးတွေအတိအကျရည်ရထားလဲဆိုရင်ကိုက တစ်ဖက်မှာအလောက်ကင်လုပ်နေတယ်ပေါ့နော်တစ်ဖက်မှာပညာရေးအတွက်ကျောင်းနေတက်နေရတယ်ဒါပေမဲ့လေကိုမတစ်ဖက်မှာလေကိုကဒီထရော့ပညာရေးနဲ့ပတ်သက်ပြီးလေ့လာခြင်းနဲ့အချိန်မပေးနိုင်ဘူးလေ SSM ခက်ခက်ရှိရဲ internet ခက်ရှိရဲအချိန်အခက်ခဲရှိနေတယ်ပေါ့နော်အဲ့ဒါ zoom class တွေ join မို့အဆင်မပြေဘူးအဲ့လိုသူမျိုးတွေရဲ့အတွက်ကိုက self study လုပ်ချင်တဲ့သူတွေအတွက်ပေါ့နော်အာကိုအဓိကရည်ရွယ်ပြီးတော့ကိုနိုင်တဲ့လောက်လေး တနေ့ကို9မိနစ်နိုင်သည်ဖြစ်စေတနေ့ကိုဗီဒီယိုတစ်ပုဒ်စာ15မိနစ်လောက်နိုင်သည်ဖြစ်စေကိုနိုင်တဲ့လောက်လေးလေ့လာခြင်းတဲ့သူတွေအတွက်ပေါ့နော်အာဗီဒီယို class တွေရှိပါတယ်တကယ်လို့စိတ်ဝင်စားရဲဆိုရင်သင်ယူခြင်းတဲ့ဆိုရင်နော်အော်အနည်းရှိမှလာရောက်ဆုံးမြင်မြန်ဆုံးသမ်းလို့ရပါတယ်။ admin team ကလည်း online ရှင်းနဲ့ဆက်တင်ကြအောင်ပြင်ပြမှာဖြစ်ပါတယ်ပေါ့နော်။တကယ်တော့လေပညာရဲ့တခုကိုကိုကဒီလိုမျိုးလေးပေါ့နော်။အမိတော်ကလည်းအဲ့လိုမျိုးလေးပဲဗီဒီယိုတွေနားထောင်အချိန်ပြည့်နေပါပဲပေါ့နော်။ဗီဒီယိုတွေနားထောင်လေ့လာရတယ်ပေါ့နော်။ โอเคငါဖက်ရင်ရောဒီလိုမျိုးလေးအဆင်ပြေပါမလားဗောနော်အဲဒီလိုမျိုးလေးတခြားသူနဲ့ energy အဆင်ပြေသွားတာမျိုးပဲဖြစ်ပါမလားဗောနော်ဒီလိုမျိုးတွေအရက်တွေဟောပြောတာမျိုးတွေဖြစ်လာမဲ့ရလက်တွေကိုဟောပြောတာမျိုးတွေအဲ့လိုမျိုးတွေရောအရနိုင်ပါမလားဆိုအတွေးမျိုးတွေအစမှာရှိခဲ့တယ်ဗောနော်ဒါပေမဲ့လေကို action ယူလိုက်တယ်လက်တွေ့ကြလေးကိုလုပ်ကြည့်လိုက်တယ်ဗောနော်လုပ်ကြည့်လိုက်တယ်အဲဖြစ်လာတဲ့အများလေ့ကျင့်တဲ့အချိန်ထားတယ်စိတ်တည်ငြိမ်အောင်တရားထိုင်တဲ့အချိန်မျိုးတွေလည်းထားတယ်ပေါ့နော်အာ အဲ့လိုမျိုးနေ့စဉ်လေ့လာလာတဲ့အခါမှာအတုတက်ပြောင်းလဲလာတယ်ပေါ့နော်အဲ့တော့ကိုကိုတိုင်းကလည်းဒီလိုအတုတက်ပြောင်းလဲလာတယ် action နဲ့ယူခြင်းနဲ့ဆိုရင်သင်ယူခြင်းနဲ့ဆိုရင်အဲ့တော့ဆိုရဲ chat box မှာလာရောက်မြန်မြန်စုံစမ်းလို့ရပါတယ် admin team က online chat နဲ့ချက်ချင်းအကြောင်းပြပေးမှာဖြစ်ပါတယ်အဆုံးနေ့အချိန်ပေးပြီးသားမှာတော့ကျေးဇူးများကြီးတင်ပါတယ် bye bye see you soon hi panama 2ဒီ key လေးကိုရွေးထားတဲ့သူတွေအတွက်ဖတ်ပြပေးမှာဖြစ်ပါတယ်เนาะရွှေအောင် key လေးပါအဲ့တော့ universe ကနေပြမကြခင် မကြခင်မှာကိုဘာတွေတိလာဖို့ရှိလဲပေါ့နော် universe ထဲမှာတော့သူ့ဘာသူတော့ဟိုဖြစ်နေပြီကိုစီကိုမရောက်လာသေးတာမျိုးเนาะဆိုဘလို့ຢာတွေကိုကြုံတွေ့ရဖို့ရှိလဲပေါ့နော်ဘလို့ຢာတွေကိုမျက်မြင်ဒိဋ္ဌဟိုမြင်လာမြင်ရလာဖို့ရှိလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဖတ်ကြည့်มาဖြစ်ပါတယ် Okay Hi my spirit guide my ancestor my higher self ဖိုင်နံပါတ်2လေးနော် key ကိုရွေးထားတဲ့သူတွေအတွက် universe ထံအနေနဲ့မကြမီရောက်လာမယ်မကြမီတိလာရမယ်အရာတစ်ခုပေါ့နော် အမီ3ကပ်လောက်ထိပဲဆွဲရမျိုးเนาะဒါပေမဲ့ဒီမှာဒီဖွဲအတွက်အမီ4ကပ်လေးဆွဲထားပါတယ်အဲ့မကြခင်ပေါ့เนาะ university ကနေရောက်လာမဲ့ຢာပါလဲဆို justice တဲ့ justice အရာပုံမှာတွေ့တဲ့အတိုင်းပေါ့เนาะအာဒီလိုချိန်ခွင်လေးနှစ်ဖက်ပေါ့အဲ justice ရဲ့သဘောတဘာဝကသူက balance ဖြစ်တာအဲ့တော့အခုချိန်မှာပေါ့ final map 1လေးနေနဲ့ ကိုစူးစမ်းအားထုတ်ထားတဲ့အရာပေါ့နော်ကိုစူးစမ်းအားထုတ်ထားတဲ့အရာအတွက်ရလက်တွေပြန်ရလာမှုရှိတယ်အဲ့တော့ဒီနေရာမှာကိုကစူးစမ်းထားတာ90ရာခိုင်နှုန်းလောက်ပဲစူးစမ်းထားပြီးတော့မျှော်လင့်တာဆိုတော့ရလာမယ့် result က90ရာခိုင်နှုန်းလောက်ထိပဲပေါ့နော်ရလာတာအဆောလို့ကျနာဆမောပဲအောင်ပါလားကိုကစာမကြည့်တာအောင်ဆိုရင်တော့ဒါမမမဖြစ်နိုင်ဘူးလေနော်ဒါပေမဲ့ကိုကတည်တည်ဆကြလေးစူးစမ်းထားတယ်ကျွန်တော်တည်တည်ဆကြလေးစူးစမ်းထားတယ်ကန်တရကကျွန်တော်ဘက်မှာရှိသလားပေါ့အဲ့ဒါဆိုရင်တော့ yes နော် yes ရှိတယ် နောက်တစ်ခုကဘာလဲဆိုတော့ကဒီခက်လေးရဲ့အတွက်ပဲဖတ်ပြောမယ်ပေါ့နော်ခန်းနံပါတ်2အတွက်မကြခင်မှာယုံကနာကိစ္စတို့ဥပဒေနဲ့ဆက်ဆက်တာတို့နော်အဲ့လိုဆက်ဆက်တဲ့သူမျိုးတွေပေါ့နော်အစာကျုပ်စာတန်းဥပဒေအဲ့လိုယုံကနာကိစ္စရဲ့တင်နဲ့ဆက်ဆက်တာမျိုးတွေနဲ့ဆက်ဆက်တဲ့သူမျိုးတွေနဲ့ဆက်ဆက်တဲ့နေရာတွေကိုတွားရတာကြုံရတာနော်အဲ့လိုမျိုးလေးတွေကိုယ်စီရောက်ရှိလာတတ်တယ်ပေါ့နော်ဒါလည်းကောင်းတဲ့ကံပဲနော် အာ okay နောက်တစ်ခုကသတင်းစကားအကောင့်တချို့ကြားရတတ်တယ်ဒီဖိုင်နံပါတ်2လေးရနော်အဲ့ဒါကခုနပြောသလိုကိုစ조사အထောက်တာတဲ့အရာနဲ့ဆက်ဆက်တာပဲဖြစ်ဖြစ်ခုနယုံကနာကိစ္စဥပဒေနဲ့ဆက်ဆက်တဲ့ကိစ္စနော်စာကြောက်စာတန်းကိစ္စနဲ့ပတ်သက်ပြီးတော့သတင်းကောင်းကြားရတာမျိုးလေးနော်အဲ့လိုမျိုးလေးကြောင်ရတတ်တယ်အမ်နိုင်ငံရချာရချာမြေချာနိုင်ငံရချာနဲ့ဆက်ဆက်တဲ့သတင်းကောင်းတွေကြားရတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲကြားရတာမျိုးကြုံလာတတ်တယ်ပေါ့နော်နောက်တစ်ခုကကြားတာဒီမှာ10 of cups ပေါ့နော်ချက်ချင်းမြစ်တာပေါ့နော် မေတ္တာမိသားစုနဲ့ဆိုင်တာ happy family ပျော်ရွှင်တဲ့မိသားစု life လေးကိုရတာเนาะအဲ့လိုမျိုးအတွက်ခါဒါမှမဟုတ်လဲတငယ်ချင်းမိတ်ဆွေပေါင်းတင်နေကြမှာမေတ္တာတရားပေါ့เนาะမေတ္တာတရားလေးရတာအဲ့အဲ့လိုမျိုးတွေတွေ့ရတယ်အဲ့ကိုကတော့လေစိတ်မှာပူပန်နေတယ်ပေါ့เนาะစိတ်မှာ ဟိုတွေးတော့အတွေးတွေများနေတယ်ခနာလေးစိတ်တွေပြင်ပန်းလို့လူမှုရေးကဏ္ဍတွေပေါ့နော်အခြေရေးကဏ္ဍတွေမိတ္တရေးကဏ္ဍတွေအိမ်ောင်ရေးကဏ္ဍတွေမှာခနာလေးအရန်ကြီးဖလဲတကင်းမနေပဲနဲ့ခနာလေးကိုယ့်အကူတီးတန့်နေပေါ့နော်အနီးပြီးတော့အနာတွေယူတာတရားတွေထိုင်တာကိုကိုကိုအချိန်ပေးတာပေါ့နော် self love ပေါ့နော်ကိုကိုကိုအချိန်ပေးတာပေါ့ဒီလိုနဲ့ကိုယ့်ရဲ့ heart လေး energy ပြန်ပြည့်ရအောင်ပေါ့နော်စိတ်ကလေးငြိမ်းချမ်းနေအောင်ပြန်နေနိုင်အောင်အဲ့လိုမျိုးလေး ညီနေတတ်တယ်ပေါ့နော်ဒါပေမဲ့လည်းမကြခင်မှာဒီ universe ရာရောက်လာမဲ့အရာတွေကဒီလိုမျိုးကောင်းနေပေါ့နော်မြင့်ကြတရားတွေပေါ့နော်အာဒီတငယ်ချင်းမိတ်ဆွေတွေကြားမှာအာမိသားစုဝင်တွေကြားမှာအဖွဲ့အစည်းတွေကြားမှာဟိုအေးချမ်းတဲ့ချစ်ချင်းမြတ်တာမျိုးလေးနော်၊မျိုးထွေးတဲ့ချစ်ချင်းမြတ်တာမျိုးလေး၊ပျော်ရွှင်တဲ့ချစ်ချင်းမြတ်တာမျိုးလေး၊တချို့အတွက်ကလေးတွေနဲ့ဆက်ဆက်တာမျိုးပေါ့နော်။အဲ့လိုမျိုးလေးတွေကြုံရဖို့ရှိရဲဆိုတဲ့ပုံစံမျိုးလေး message ရထားပါတယ်နော်။ ဒါတွေကအမိခုနကပြောပြသွားတဲ့အရာတွေကမကြခင်မှာ universe ရာနေပြီတော့နော်မကြခင်မှာဒီအလောကတွေရာနေလောကီတွေရာနေကိုမြင်ရကြုံရလာမယ်အခြေအနေမျိုးလေးဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးမြင်ရကြုံရလာမယ်အခြေအနေမျိုးကိုယ့်စီကိုရောက်လာတဲ့အထိပေါ့နော်မဖြစ်တဲ့အခင်မှာ universe ကသူ့အလုပ်သူ့လုပ်နေတယ်ကိုကဘာလုပ်ဖို့လုပ်လဲဆိုတော့ကိုကနေတဲ့သူကမနက်ခင်းရှင်းသန်းလာတဲ့အခါမှာ attitude of gratitude ပေါ့နော်ကိုလက်ရှိရောက်နေတဲ့အခြေအနေမှာကိုဒီနေ့လောက်ရမယ်24နာရီအတွက်လက်ရှိလောက်ရမယ်အရာတွေကို ဲ့ဒီ job gradi ကိုကျေးဇူးတင်တတ်တဲ့စိတ်မျိုးလေးနဲ့เนาะသွားတာပြီးတော့အချိန်တိုင်းစက္ကန့်တိုင်းကိုအော် forgiveness and happiness ပေါ့เนาะခွင့်လွန်ခြင်းနဲ့အတူရှင်သန်နေတာအတတ်နိုင်ဆုံးကိုယ့်ရဲ့စိတ်ကလေးမှာအေးအေးချမ်းချမ်းလေးထားပြီးတော့ပျော်ရွှင်နေလာအောင်ကြိုးစားတာเนาะပြီးတော့ကိုလိုချင်တဲ့အရာလေးတွေကို manifest လုပ်တာမျိုးပေါ့เนาะကိုလိုချင်တာဝယ်တွေ့ပါမလိုချင်တာကိုမတွေ့နဲ့ပေါ့เนาะ okay so positive perception တွေရလာဖို့ရှိတယ်ဘလို့ပဲအခုလက်ရှိချိန်ဒီမှာစိတ်တွေပင်ပန်းပင်ပန်းပေါ့เนาะအော်အတွေ့အကြုံများများ energy drain ဖြစ်လို့ခဏလေးတရားထိုင်တာเนาะစိတ်အပန်းဖြစ်တာတွေလေတော့လုံးမကြခင်မှာပိုကောင်းတဲ့ result တွေရလာဖို့ရှိပါတယ်เนาะဖိုင်နံပါတ်2လေးကိုအဆုံးထိအချိန်ပေးပြီးနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ် MNC မှာပေါ့เนาะကိုဒါမိကုန်းလေးတွေမေးတင်တဲ့သူတွေအတွက်ပေါ့เนาะမိကုန်းလေးတစ်ခုပဲမေးမေး မိကုန်းလေးကိုစုထားရတယ်ပေါ့နော် package တစ်ခုမှာမိကုန်း10ခုပါတဲ့ package အဲ့လိုမျိုးမိကုန်း10ခုပါတဲ့ package တွေကိုပဲမိမိဒါမှမဟုတ်လဲလာစင်လာတိုင်းအမျိုးရှိရနေပြီးတော့တစ်လကိုတစ်ခါနော်ရက်30ကိုတစ်ခါပို့ပို့ပေးနေကြဖြစ်တယ်ပေါ့နော်ဟို general reading တွေအာဒါမှမဟုတ်လဲကိုကိုကိုတူတက်အောင် self improvement reading တွေတွေအဲ့လိုမျိုးတွေဝယ်ယူခြင်းတဲ့သူတွေအတွက်ပေါ့နော်ဟော 6လစာဖြစ်စေပေါ့နော်တနှစ်စာဖြစ်စေဝယ်ယူခြင်းတဲ့လူတွေအတွက်လည်းအဲ့တော့ဆိုမှ package လေးလေးစီစဉ်ထားရှိပါတယ်။ကိုကစိတ်ဝင်စားရဲဆိုရင်တော့လာရောက်မြင်မြင်စောင့်စားလို့ရပါတယ်။နောက်တစ်ခုကပေါ့နော်တဲရော့ဖက်တာလေးနဲ့ပတ်သက်ပြီးတော့ ဟိုကိုကတင်းယူခြင်းနေပေါ့နော်။ကြောင်ကိုဖတ်တဲ့အခါမှာဒီလိုမျိုးလေးတွေ energy အဆင်ပြေလားမပြေဘူးလားပေါ့နော်။ဒီလိုမျိုးလေးတွေတခြားသူကိုဟောပြောပြတာပေးခြင်းနဲ့လမ်းညွှန်ပေးခြင်းနဲ့အကြဉာဏ်ကောင်းနေပေးခြင်းနဲ့အချို့တက်ကကြတော့မြန်မမြန်မအပိုင်းနဲ့ချိန်ဆက်ခြင်းနဲ့အဆရှိတဲ့ဖြစ်ပေါ့နော်။ကတ်ကလေးတွေကိုပေါ့ဒါ tools လေးတွေတခုနဲ့တုံးပြီးတော့တခြားသူတွေကိုအကူအညီပေးခြင်းနဲ့တစ်ဖက်မှာလည်းကိုကိုကိုလက်ရှိရောက်နေတဲ့အခြေအနေအားနေပြီးတော့ပို့ပြီးတော့စိတ်တည်တည်ငြိမ်လာအောင်ပို့ပြီးတော့ ကတ်ကလေးတွေနဲ့ပို့ပြီးရင်းနှီးကျွမ်းဝင်လာအောင်ကွာလက်ကတ်ကလေးတွေချစ်တတ်ရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ပို့ပြီးတော့လေကိုကိုကိုပေါ့နော်တစ်ဖက်မှာဒီလိုအခြေခံကိုတင်ယူပြမြောက်ပြီးသွားပြီဆိုရင်ထပ်ပြီးတော့အဆင့်မြင့်ပေါ့ထဲရောနဲ့ပတ်သက်တဲ့ advanced buying တွေပေါ့နောက်ခက်နဲ့ပတ်သက်တာတွေစိတ်ဝင်စားတယ်ဒီလိုမျိုးချိတ်ဆက်ဟောပြောနိုင်မှု numerology ပေါ့ကိန်းကဏ္ဍအနေနဲ့ပတ်သက်ပြီးတော့ဟိုစိတ်ဝင်စားတယ်ပေါ့နော်အဲ့လိုမျိုးဒီလိုဟို psychic reading တွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရတယ်ပေါ့နော်အဲ့လိုမျိုးလေးထပ်ပြီးတော့လ ీల နိုင်မှုအတွက် tarot ကိုအခြေခံစပြီးတော့လ ీల ခြင်းတဲ့သူတွေအတွက်တစ်ဖက်မှာလည်းမဟုတ်ဘူးကွာ healing mind ကိုသွားခြင်းတာမျိုး reiki healing prana healing energy healing mind တွေသွားခြင်းတယ်ပေါ့နော်အဲ့ဒီခါကျတော့အဘလိုရာတွေကတစ်ဖက်ကာယကရှင်အတွက် block တွေဖြစ်နေလေပေါ့နော်အဲ့လိုမျိုး equal injury ရှင်တွေလည်းမြင့်ကျင်နေတယ်ဒီဘက်မှာလည်းကိုယ့်ကိုယ်ကိုဖြည့်ကျင်တဲ့ inverse လုပ်ခြင်းနဲ့ value added ပေါ့နော်အာ လောက်ချင်တဲ့သူတွေအတွက်နော်အာ terror ကိုလည်းအနမတ်တကတော့ terror ကိုစိတ်ဝင်စားရမယ်ကက်ကလေးကိုချစ်တတ်ရမယ်ပေါ့နော်အဲဒါမှမဟုတ်လည်းတချို့တွေကလည်းဒီလို science by new science by hypnosis ဆိုအဲ့လိုမျိုးအာကိုကတစ်ဖက် clients က block ဖြစ်နေတဲ့အရာနဲ့ပတ်သက်ပြီးတော့ဒီလိုခက်ကလေးလည်းဖတ်မယ်ခက်ကလေးနဲ့ချိန်ဆက်ပြီးတော့ဖတ်မယ်ပြီးရင် healing section နဲ့လာမယ်ပေါ့နော်အဲ့လိုမျိုးလေးအတွက် တည်ယူလို့ရပါတယ်အခြေခံအဲ့ဒါတွေနဲ့ခုနဟီးလင်းတို့ပါောင်းတဲ့ဓာတ်ရိုက်ကြီးချိန်ဆက်တာလားဆိုတော့အခြေခံကတော့ဒီထက်ကက်ကလေးတွေကိုချစ်တတ်ရမယ်အဲကျတော့ဖတ်တာကိုဝါသနာပါရမယ်ကိုသာဒီလိုဖတ်ပြီးမယ်ဆိုရင်တစ်ဖက်သူဟို အာမှန်မမလားဗောမှန်နိုင်မလားဆိုတာမျိုးသိချင်တယ်တစ်ဖက်မှာလည်းကိုကဒီအတတ်ပညာတစ်ခုအနေနဲ့သင်ယူပြမြောက်ချင်တယ်ဗောအဲ့တော့ကိုကိုမှလည်းအချိန်အခက်ခဲဖြစ်တယ်လျှက်စမီခက်ခဲဖြစ်တယ်အင်တာနက်ကအခက်ခဲဖြစ်နေတယ်ဒီလို Zoom class တွေနဲ့တိုက်ရိုက် join တာမျိုးမဟုတ်ဘူးအာအဝေးကိုရောက်နေတယ်တွားပြီးတော့သင်တန်းတွေတက်နိုင်တာမဟုတ်ဘူးအဲ့လိုသူမျိုးလေးတွေအတွက်ကိုတစ်နေ့တစ်နိုင်ဗောနော်နေလာချင်တာ တနေ့ကိုတနာရီခွဲလောက်ချိန်မပေးနိုင်တနေ့ကိုတနာရီလားတစ်ဖက်နဲ့အချိန်နှိပြီးတော့မတင်နိုင်မတင်နိုင်သေးဘူးမတင်နိုင်သေးတာငွေကြေးမတက်နိုင်လို့မဟုတ်ငွေကြေးရရှိတယ်ဒါပေမဲ့အချိန်ခက်ခဲဖြစ်လို့တရက်စစ်ခက်ခဲမိဖြစ်လို့အာဟိုအင်တာနက်ခက်ခဲဖြစ်လို့နော်အချိန်ခက်ခဲဖြစ်လို့ဆိုတာတနိုင်ငံနဲ့တနိုင်ငံနဲ့အချိန်တွေမတူကြဘူးပေါ့နော်အဲ့လိုမျိုးအခက်အခဲရှိနေတဲ့အတွက်ကြောင့်မို့လို့ကိုအားတဲ့အချိန်မှာကိုနိုင်တဲ့လောက်လေးဗီဒီယိုတစ်ပုဒ်5မိနစ်ဖြစ်သေးတယ်10မိနစ်ဖြစ်စေစပြီးတော့လေ့ကျင့်မယ်နော်နိုင်တဲ့လောက်လေးနားထောင်မယ် နောက်နိုင်တဲ့လောက်လေးတရားထိုင်မယ်အဲ့လိုမျိုးတွားကျင်တဲ့သူတွေအတွက်အမလို့ရှင်မှာ video ready class တွေရှိပါတယ်ဗီဒီယိုအလုံးအစင်းသိပြင်ထားပေးတယ်အဲ့ group လေးအပြင်ပေါ့နော်ကိုနားမလဲတဲ့အခါမှာအမလို့ရှင်တိုက်ရိုက်လာမေးလို့ရတယ်ပေါ့နော် service လေးလည်းပါထားပေးပါတယ်တကယ်လို့စိတ်ဝင်စားရဲဆိုရင်လာရောက်မြင်မြန်စုံစမ်းလို့ရပါတယ်နော် admin team က online channel ချက်ချင်းအကြောင်းပြပေးမှာဖြစ်ပါတယ်နော် အဲ့တော့ဖိုင်နံပါတ်2လေးကိုအဆုံးထိအချိန်ပေးပြီး energy ပေးပြီးနားထောင်မိတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ Okay. Uh, bye bye. See you soon. Hi, ဖိုင်နံပါတ်3ဒီ evil eye လေးပေါ့နော် EVN လေးကိုယူထားတဲ့သူတွေအတွက်ဖတ်ပြပေးမှာဖြစ်ပါတယ်။အဲ့တော့မကြခင် university ကရောက်လာမယ့်အရာတွေပေါ့နော်။ဒါတွေရောက်လာမလဲ၊ချစ်ချင်းမြတ်တာတွေရောက်လာမလား၊ငွေကြေးပေါင်းမြတ်ကြွယ်ဝမှုတွေရောက်လာမလား သတင်းကောင်းတွေရောက်လာမလားအစားရှိသက်ဖြစ်ပါတော့။ဝါးငွေကြီးလို့ရတယ်နော်ဖန်နမတ်ဝမ်းလေးတွေကအလုံးအကိုင်းတို့ချွေထီထိုးတာဆိုထီပေါက်တာလို့နော်ကန်ကောင်းတာကိုစီတို့ဒီမှာလက်ကလေးထဲမှာဒီငါပြလေးထည့်ပြီးတော့ဟိုဒီ universe ရာနေငွေကြီးတွေဝင်လာဖို့ရှိရယ်အလုံးကန်စီးပွားရေးအစ်စ်တွေနော် project အစ်စ်တွေအဲ့လိုမျိုးတွေဝင်လာဖို့ရှိတယ်ပေါ့နော်အဲ့တော့ကောင်းတဲ့ ငွေကြီးနဲ့ပတ်သက်တဲ့အရာစီးပွားရေးနဲ့ပတ်သက်တဲ့အရာပညာရေးနဲ့ပတ်သက်တဲ့အရာเนาะမမချူပါဘလို့ရလာဖို့ရှိလဲโอเค picture message အရာတော့ခီးရေဘာမှအမရတော့ဒီမှာကိုပေါ့เนาะစိတ်မှာဝင်ပြီးနေတဲ့အရာလေးနဲ့ပတ်သက်ပြီးတော့ stress တွေဖြစ်နေတဲ့အရာလေးနဲ့ပတ်သက်ပြီးတော့ကိုက ambitions ပေါ့เนาะရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ွာကိုကရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ပေါ့နော်ရည်ရွယ်ချက်ရှိရှိနဲ့ကိုလုံးရမယ့်အရာကိုလုံးရမယ့်အချိန်နော်မမဖြစ်ဖြစ်အောင်လုပ်မယ်ဒီမှာဆိုအဟံပြည့်နေပေါ့နော် action ယူမယ်ရအောင်သွားမယ်ဆိုရင်ရအောင်လုပ်မယ်ဆိုရင်ပုံစံမျိုးလေး message ရထားတယ်နော်အဲ့တော့ကို့မှာအရင်ကပေါ့နော်ဖိုင်နမတ်3လေးအနေနဲ့စိတ်တွေမှာ PR တွေများနေခဲ့မယ်ပေါ့နော် stress တွေများနေခဲ့မယ်ဆိုရင် အခုချိန်မှာမဟုတ်တော့ဘူးเนาะကိုဟာတရားကိုရအောင်လုပ်နိုင်တဲ့သူမျိုးအခြေအနေကိုရောက်လာနိုင်မယ်ပေါ့เนาะအာဒါကတော့အမေဒီမှာကိုဝန်တဲ့မျိုးသူမျိုးတွေ့တော့ဒါအမေဖြစ်မလားပေါ့เนาะကိုကို natural မျိုးပြုစုပြောထောင်ပေးတဲ့သူအမေနဲ့တူတူခရီးလေးသွားတာဖြစ်မလားအမေနဲ့တူတူနေရာလေးတစ်ခုပေါ့เนาะကိုရအောင်သွားတာဖြစ်မလားเนาะ ါနောက်တစ်ခုကဒီလိုမှမဟုတ်ဘူးဆိုရင်လည်းကို အစပြုမယ်ပေါ့နော်ကိုရဲ့လုပ်ငန်းပေါ့နော်တချို့တွေကဒါကိုဝင်နေပါရဖြစ်နိုင်တယ်အနောက်တွေပါအတွက်ဆိုရင်တော့နော် Okay blessings ပဲလေးဒါလေးနော်ကယူနီဗာစီကလာတဲ့အရာလေးမကြခင်မှာသိရမယ့်အရာလေးတခုနော်အမျိုးသမီးတစ်ယောက်ပေါ့ natural energy ပြုစုပြုထောင်နေတဲ့ liberatorious energy မျိုး strong ဖြစ်တဲ့ person တစ်ယောက်နဲ့တူတူခရီးလေးသွားတာလို့နော်လုပ်ငန်းနေတူတူလုပ်တာလို့နော်အဲ့လိုမျိုးအော်သူရှီကရိုးဆိုင်မှုတွေပေါ့နော်လက်ဆောင်ရတာလို့ အဲ့လိုမျိုးတွေကြောင့်ရတတ်တယ်။နောက်တစ်ခုကတော့ကောင်းတဲ့ကန်ကျန်မာလေးကတပတ်ပြန်လည်လာပြီးဖိုင်နံပါတ်3အတွက်ပေါ့နော်။ဒီမှာဆိုရင် Wheel of Fortune အရာတချို့တွေအရာတွေကိုလုံးမယ်လို့ရည်ရွယ်ထားပေမဲ့လက်တွေ့ကြအကောင့်ထဲပေါ့ပို့ပေါ့နော်။ဟောအရင်ကအစင်မပြေခဲ့ဟိုတိတ်အခက်ခဲတွေရှိခဲ့တယ်ဆိုရင်အခုချိန်မှာအဲ့အခက်ခဲတွေအကောင်လုံးကျော်လွှားနိုင်ပြီဆိုတဲ့အခြေအနေမျိုးရောက်ပြီပေါ့နော်။အရင်ကကို့မှာအထောက်ပံ့ကံရံအထောက်ပံ့မရခဲ့လို့ဆိုအခုချိန်မှာကံရံအထောက်ပံ့က80ရာခိုင်နှုန်းလောက် ကောင်းတဲ့ဘက်ကိုပြောင်းလဲလာပြီဆိုတဲ့ပုံစံမျိုးပေါ့နော် view of fortune ကံကြမ္မာကောင်းတစ်ခုကိုစီကိုရောက်လာမယ်အဲ့တော့ကို manifest ထားတဲ့အရာတစ်ခုကိုစူတောင်းထားတဲ့အရာတစ်ခုကိုဖြစ်ချင်တဲ့အရာတစ်ခုဖြစ်လာတာမျိုးပေါ့နော်အဲ့လိုမျိုးလေးကိုတွေ့ရတယ်နော်တချို့တော့ကကြာ intuition ပေါ့ will power အားရမြင်လာတာ intuition နဲ့မြင်လာတာနော်အဲ့လိုအခြေအနေမျိုးကိုရဲ့ဒီ sense ပေါ့ one new sight ပေါ့နော်အဲ့လိုမျိုးတွေမြင်လာတာမျိုးတွေ့ရတယ်ပေါ့နော် Okay. အချို့တည်းစီးပွားရေးလုပ်ငန်းအသစ်တခုထောင်နိုင်တာမျိုးပေါ့နော်အဲစီးပွားရေးလုပ်ငန်းအသစ်ကိုထောင်နိုင်မှုအတွက်အဲစုဆောင်မှုအတွက်စပြီးတော့ small step လေးပေါ့နော်ခြေလှမ်းလေးလှမ်းနိုင်တာမျိုးအဲ့လိုမျိုးလေးတွေ့ရတယ်နော် โอเค so ဖိုင်နံပါတ်3ကိုအဆောင်ထိအချိန်ပေးပြီး energy ပေးပြီးကြည့်ပေးတဲ့အတွက်တော့ဒီကြံစည်ကိုကျေးဇူးအများကြီးတင်ပါတယ်။ MNC မှာကို့အတွက်ပေါ့နော်မိကုန်းလေးတွေကိုစိတ်ဝင်စားလို့မိကုန်းတစ်ခုလေးကိုမေးရပဲဖြစ်ဖြစ် package တစ်ခုလုံးကိုဝယ်ယူချင်တာပဲဖြစ်ဖြစ်နောက်တစ်ခုကကျတော့ Terror ပညာရဲ့နဲ့ပတ်သက်ပြီးအခြေခံ Terror ပညာရဲ့နဲ့ပတ်သက်ပြီးလုံးဝလုံးဝအခြေခံ Terror ပညာရဲ့နဲ့ပတ်သက်ပြီးတော့ကိုကစိတ်ဝင်စားတယ်သင်ယူချင်တယ်ပေါ့နော်။ဟောကိုဒီလိုမျိုးဟောပြောတဲ့အခါမှာဖြစ်နိုင်ပါမလားဆိုတဲ့အတွေးတွေထဲမှာပဲအဲ့ညံမှာပဲ stuck ဖြစ်နေတဲ့သူတွေအတွက်ဆိုရင်အမျိုးရှိမှာ Terror 101 one package လေးရှိပါတယ်။ဝယ်လိုက်ပါ၊လက်တွေ့ကျလေ့ကျင့်ကြည့်ပါ၊ဟောပြောကြည့်ပါ။အမိလုံးကလည်းပေါ့နော်ဒီလိုမျိုးဟော terror တွေဖတ်နားထောင်နေကမှာငါဟောလိုက်ရင်အဆင်ပြေပါမလားပေါ့။မှန်ပါမလားဆိုပြီးအမိစပြီးတော့ package လေးကိုဝယ်ကြည့်တယ်။ကိုယ့်ရဲ့အားလက်တဲ့ချိန်မှာပေါ့နော်။စားပြီးတော့ရင်းနှီးမြှုပ်နှံမှုလေးတစ်ခုအနေနဲ့ action စားပြီးတော့ယူကြည့်တယ်။ပြီးတော့အမီရဲ့တငယ်ချင်းမိတ်ဆွေတို့စားပြီးတော့အမီဟောပြောကြည့်တယ်။ဟောပြောကြည့်တဲ့အခါမှာကိုကအဲ့တုန်းကတော့ value added မလုပ်ရသေးဘူး။ဆိုလိုချင်တာကကိုကဟိုကိုကိုကိုထပ်ပြီးတော့ ် advanced level ရအောင်ထပ်ပြီးလေ့လာတာမျိုးတွေမရှိသေးဘူးဒီဘက် healing mind back တွေကိုသွားတာမျိုးတွေမရှိသေးဘူးဒီဘက်လို neuroscience တို့ပါ hypnosis တို့ပါအဲ့လိုမျိုးတွေလည်းလေ့လာတာအများမရှိသေးဘူးလုံးဝ tarot card ကြီးပဲတည်တန်းဖတ်တတ်တာမျိုးထပ်ပြီးတော့မှဒီလို blog တွေကိုနောက်ပိုင်းညကျမှဘယ်လို blog တွေရှိလာတဲ့အခါမှာဘယ်လိုမျိုးလေး healing ပြလို့ရအောင်လဲဘယ်လိုမျိုးလေးပေါ် healing session နဲ့ထပ်ပြီးတော့တွဲလို့ရအောင်လဲအဲ့လိုမျိုးလေးတွေကိုထပ်ပြီးတော့လေ့လာဖို့အတွက်မျိုးဒီဘက် healing mind เนาะ ဘက်ကလည်း new science ပါเนาะအဲ့ဒါတွေထပ်ပြီးတော့လေ့လာတာမျိုးပါเนาะအဲ့တော့လုံးဝဒီအမီကတော့ကက်ကလေးတွေချစ်တတ်တယ်ကက်ကလေးတွေကိုကင်ပြီးတော့တစ်ဖက်သူကအဲ့လိုမျိုးလေးပျော်ပြီးဟောပြီးရတာမျိုးအချမ်းချမ်းကောင်းနေပြီးရတာမျိုးလေးဝါသနာပါတယ်ပေါ့เนาะကုညီပေးခြင်းနဲ့ကိုယ့်ရဲ့တနေ့တနေ့အာ9မိနစ်တနေ့10မိနစ်တနေ့ပေါ့เนาะအချိန်လေးတွေချားသူကိုဖက်ပြီးဖက်ဖဲ့ပြီးတော့ ပေးခြင်းနဲ့အကူအညီတွေပေးခြင်းနဲ့အဲ့လိုသူမျိုးတွေအတွက်ပေါ့နော်အဲ့လိုသူမျိုးတွေအတွက်ဆိုရင်ကက်ကလေးတွေကလည်းအဖြေရှားရတယ် solution ပေါ့အမျိုးရပြဿနာတခုဖြစ်လာပြီဆိုရင်အငင်းပွားနေဖို့ပြဿနာကိုအာရုံစိုက်နေဖို့မဟုတ်ပဲနဲ့အဲ့ဒီပြဿနာကိုဖြေရှင်းမဲ့အဖြေလေးရအဖြေလေးဒီဟာလေးကိုဘလိုလေးမတူညီတဲ့ရှုထောင့်တွေတွေးလိုက်ပြီးအဖြေရှင်းနိုင်မယ်ဆိုအဆင်ပြေသွားမယ်ဆိုတာမျိုးတွေပေါ့နော် အဲ့လိုမျိုးလေးအကြံဉာဏ်ကောင်းတွေပေးခြင်းနဲ့ဆိုတော့သူတွေအတွက်ပေါ့နော်အမျိုးရှိမှာထဲတော့101 video class လေးကို ready ပြင်သားပေးပါတယ်အဲ့တော့ကိုကဒီထက်ရပညာရက်ကိုလေးလေးလာခြင်းနဲ့တစ်ဖက်မှာလည်းအလုံးကိုင်းရှိနေတယ်ပေါ့နော်အချိန်မပေးနိုင်ဘူးစီးပွားရေးရှိနေတယ်အချိန်မပေးနိုင်ဘူးအာပညာရေးရှိနေတယ်ပေါ့နော်ဆာမိုးဝက်တွေရှိနေတယ်အချိန်မပေးနိုင်ဘူးဒါပေမဲ့လည်း ိုအားလက်တဲ့အချိန်လေးမှာပေါ့နော်လေးလာခြင်းနဲ့အခြေခံပိုင်းလေးကိုပဲလေးလာခြင်းနဲ့ဆိုတဲ့သူရဲ့အတွက်ပေါ့နော်ရွယ်ပြီးတော့အဓိကလောက်ထားတာမျိုးဖြစ်ပါတယ်အဲ့တော့ concept study အားအတန်နဲ့ဒီအမိရှိမှလည်းနော်အဲ့လိုပြောလို့အမိကဒီ package ကြီးပေးထားပြီးတော့ပြစ်ထားလိုက်တာမျိုးမဟုတ်ပါဘူးအမိစီမှာနားမလည်တာရှိရင်လာမေးလို့ရပါတယ်ပေါ့နော်အော်ဒီလိုအမီရဲ့ chat box မှာထားရပေါ့နော်။ဒါမင်းလို့ရတယ်။အမလို့၃ရက်အတွင်းအကြောင်းပြန်ပေးတယ်။၃-၄ရက်အတွင်းအကြောင်းပြန်ပေးတယ်ပေါ့နော်။အာ အဲ့တော့ okay ဟိုအစိတ်ဝင်စားတယ်စပြီးတော့လဲလေးလာခြင်းနဲ့လေးလာခြင်းနေရာကြားလာပြီဒါပေမဲ့လေအရင်ကလိုပေါ့နော်တခြားအရင်ကလိုသူများတွေဖတ်တာပဲနားထောင်နေတော့အဲသူများတွေဟိုဟောပြောထားတဲ့စာအုပ်လေးပေါ့နော်အဲ့လိုမျိုးတွေပဲဝင်နေတော့အဲ့လိုမျိုးမဟုတ်ပဲနဲ့ကိုကိုရိုင်းကဒီလို cut ဖတ်တဲ့သူနေရာမှာရောက်ပြီးတော့ဖတ်တတ်ချင်တာမျိုးဟဲ့အဲ့လိုသူမျိုးတွေပြဆိုတော့အမြဲ okay ကိုလုံရမဲ့လုံတစ်ခု action ယူရမယ့်အလုပ်တစ်ခုမို့လို့ကိုယ့်ရဲ့အရှိမအဲဒါရောက်လာပြီပေါ့နော်။ဒါအခွင့်အရေးတစ်ခုပဲအဲ့ဒါအစပြီးတော့ action ယူကြည့်လိုက်ပါနော်။ Okay so အဆုံးထိအချိန်ပေးပြီးနားထောင်ရတော့ကျေးဇူးများကြီးတင်ပါတယ်။ဖန်နံပါတ်3လေးပေါ့နော်ကိုနားထောင်ပြီးတော့တစုံတစ်ယောက်ကအကျဉ်းဉ်ကောင်းနေပေါ့နော်။အဲစိတ်ကူးကောင်းနေပေါ့နော်ရသွားတယ်ဆိုရင်ထားတော့ super ကနေဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။အဆုံးထိချိန်ပေးပြီးနားထောင်ပြီးတော့လည်းကျေးဇူးများကြီးတင်ပါတယ်နော်အာ okay အာဒါအပြင်ပေါ့နော်တချို့ကတော့အဲ့လိုမျိုးမဟုတ်ဘူးအမျိုးရှိမှာ ကိုကအာဒီလိုလားစင်လားစင်ဖတ်ပြီးတော့ပို့ပြီးတဲ့ပေါ့6လစာဖြစ်စီတနှစ်စာဖြစ်စီကြိုပြီးတော့ဝယ်တာမျိုးလေးနော်လာတိုင်းလာတိုင်းဖို့ပေးတဲ့ package လေးတွေကိုဝယ်ယူခြင်းနဲ့ဆိုရင်လည်း Amazon Hero ဆိုဘက်မှာလာရောက်မိနေစုံစမ်းလို့ရပါတယ်နော် admin team က online share နဲ့ချက်ချင်းကြောင်းပြပေးမှာဖြစ်ပါတယ်အဆုံးထိချိန်ပေးပြီးနားထောင်ပေးကြတဲ့ကျေးဇူးများကြီးတင်ပါတယ် bye bye see you soon